အားလုံးပဲမင်္ဂလာပါ အခုတကောက်ဖပြမဲ့ခေါင်းစဉ်ကလေးကတော့အမိနိုင်ငံတော်အတွက်လွမ်းတေးတပုတ်လို့အမိရပါတယ်ဒါဆိုရင်ဆရာရဲ့အဆောင်မလေးကိုဆက်လက်ပြီးတော့နှဆင်ကြည့်လိုက်ရအောင်ပါမြို့ကကျုံမော်ဒေတာအချာပြူချာနီကြီးလက်တနီယာမှာကျွန်တော်တို့ရွာကလေးရှိသည် ကျွန်တော်တို့ငငယ်ကထောင်ထွက်ဆိုတာရွာတွင်ကိတ္တာဂေါရမီဤမုံညင်းစီလောက်ရှာသည် လိုချင်တာကိုပူဇော်၍မရသည့်အခါတွင်ဖြစ်စေလွတ်လပ်စွာဆန္ဒထုတ်ဖော်ရာမှတဤဤငိုကြောရှည်နေလျင်ဖြစ်စေအမေကဟိုမှာဥထုံးပေကြီးလာနေပြီဟု၍ချင်းချုပ်တက်သည်ဒီတော့မှတန့်ခနဲ့အငိုတိတ်သည်ဂင်တူတူပူကွက်ကဘိုက်ရွှဲရွှဲမိုးစိတ်ပံပြိုင်မဲမဲနှင့်ဥထုံးပေကြီးပုံစံကမြင်းယုံနှင့်ကြောက်စရာ သူကဝူဝါဝါပြွတ်တူပြတ်တဲ့လှုပ်ပြတ်တီကိုငေးတန်ပါအောင်អော်ပြီးတေးပြင်းပြင်းမှကြက်ခဲ့ဘူးသည်ဥတုံးပေသည်ကျွန်တော်တို့ရွာဤတူးသေးသောဂုံပြုတ်အပ်သည့်ကြက်တရေဆောင်ထုံထွက်လူမကြီးဖြစ်သည်သူမိတို့ထောင်ကြခဲ့ရသည်ကိုမတိခဲ့ရတော့လဲတော်တော်ကိုတတ်တေလန်အောင်စိုးလုံးမိုင်လုံးမှပေလုံးတေလုံးမှထောင်ကြတန်းကြဖြစ်ရသည်ဟူ၍သာ အောင်မေခဲ့မိပါသည်ကဲကျမကတော်တော်လောင်ပြောင်းသည်ငငယ်တုန်းကထောင်ထွက်မြင်လျင်သေးဖြန်းဖြန်းပါအောင်ကြောက်လန့်တော်သူသည် နောင်အခါအချုပ်သားထောင်သားတွင်နှင့်နေဆောက်သူကမျက်နှာချင်းဆိုင်သောအလုအကန့်ဖြင့်အသက်မွေးရသူ ဖြစ်လာလေခဲ့သည်မတိမချင်းလေပင်ကျိုးခွင်တက်၍တက်စေလုံခဲ့သောခုနှစ်ကွက်လက်ခန်းကတင်ကူးကြံရွယ်ချက်ဖြင့် လူသက်မှုကျွန်းလို့ခဲ့သူတဦးကို မဖြစ်မနေတေတံချမဲ့ရစင်က ထိုးစာချောင်းကိုဖယင်းထင့်ငော့၍နေခဲ့သည်တေတံချမဲ့ရမည်ကိုတရားသူကြီးအတော်များများကအားတက်တယ်ရောမရှိကြမဖြစ်မနေတေတံချမဲ့ရမည်ပြမှုမဟုတ်ကျိန်ဖန်များစွာ ပြန်၍စီစစ်တတ်သည်လူတယောက်ဤရှင်တန်ခွင့်ကို စီရင်ဆုံးဖြတ်ခြင်းသည်ချွင်းချက်မရှိတိကျမှန်ကန်ဖို့လိုပါသည် ကျွန်တော်စဉ်းစားကြည့်သည် လူတယောက်ဤလွတ်လပ်ခွင့်ကို စီရင်ဆုံးဖြတ်သည့်အခါမှာလူတယောက်ဤရှင်သန်ခွင့်ကို စီရင်ဆုံးဖြတ်ရတဲ့ကဲ့သို့လေးနက်မှုရှိပါသလား Beyond the reasonable doubt ဟူ၍ဥပရေပညာရှင်တို့တုံ့နှုံတသည့်အပြစ်ရှိသည်ဆိုတာတန်တရာလုံးဝမရှိသည့်အထိသို့သော အခါခတဲ့ထို့တို့လေးနက်ခဲ့ပါသလားလေးနက်ခွင့်ရခဲ့ပါလော one never ပြန်ပြောရမည်ထင်သည် တခင်ပေါ့စ1006လနေချက်အုပ်စိုးသောခေတ်ကာလအကြောင်းရေးသည့်စာရီထဲမှာဖတ်ရသည်နိုင်ငံနှင့်လူမျိုးကိုချစ်သည်စိတ်ယုံကြည်ခြင်းနှင့်မယုံကြည်ခြင်းအတွက်အညံ့မခံအလံမလဲစိတ်ဆွန့်လွတ်စိတ်အနစ်နာခံစိတ်တို့ဖြင့်ထောင်ထဲသို့ယင်ကော့၍ဝင်ခဲ့သူတို့ရှိကြောင်းထို့သူတို့သည် လူဆိုးလူတေများမဟုတ်ကြောင်းတမိုင်းကတင်ကြားခဲ့သည်ပြစ်စက်ကတမိုင်းကလည်း တင် जा ပေသည်တို့တော်ဟိုတုံးက ထောင်ထွက်ဆိုသည်မှာကိတာဂောရမီရှာခဲ့သောမုံညင်းစေလမပေါ်များခဲ့တာတေကြသည်ရန်ကုန်စာပေအတိုင်းဝိုင်းနှင့်မနီးကက်ခင်တို့ကကျွန်တော်ဤအနီးဆက်ဆုံးစာပေ ရောင်းရင်းမှာကွယ်လွန်သူဆရာလင်းယုံမောင်မောင်ဖြစ်သည် ရောင်းရင်းဟုဆိုရသည်ကို တောင်းမှန်ရအောင်မည်ဆရာသည် သူ့အပေါ်ချစ်ခင်ရိုသေးသော စာသမားကြီးငယ်တို့ကိုစာပေရောင်းရင်းအပေါင်းအသင်းအဖြစ် နှွေးထွေးရင်းချာစစ်ဆန်ခဲ့ရှာသူဖြစ်ရာဆရာကိုယူသေးပါတော့လဲဒီလိုပဲသုံးလုံးမှဆရာကြိုက်မိထင်သည်ဆရာသည်မိသူကိုမြအပေါ်စည်းကမဆက်ဆန်ခဲ့တဖက်သားကိုကူညီတဲ့ဆောက်ရှောက်တဲ့စာနာနားလေတဲ့သူဖြစ်သူကို စာသမားတိုင်းသိသည်ဥခရကြီးဟူသောနမီတလုံးနှင့် စာပေပရာဟိတဝေယဝစ္စမြာနှင့် ထွေးလုံးရပ်ပတ်ရှင်တန်အိုမင်းရင်သူ့ဘဝကို အချိန်ကုန်ခဲ့သည် ဒုက္ခဇာတမားတို့၏ချစ်ခင်မှုကိုသိမ့်ပိုက်သွားခဲ့သည် ထိုအချက်ကိုမြည်သူမျှအငင်းမပွားတန်ရပါသို့တော်ထိုသို့တော်ဆရာသည်ပင်လျင်1900ထွက်ခဲ့သည့်ထောင်ထွက်ကြီးဖြစ်ခဲ့ရလေသည်ဆရာလေးဒေါက်တာတင်ဆန်ဦးမဟုတ်ပဲဆရာလေးဟူ၍ကျွန်တော်တို့ခေါ်သော စာရေးဆရာတဦးရှိသည်ပလက်ဖောင်းဘေးကလက်ဖေးရည်ဆိုင်တွင်အတူဝိုင်းဖွဲထိုင်ရာမှထသွားသူတယောက်ကိုဆရာလေးသူလဲဟိုအထဲကပြန်လာတာဆိုဟုမေးသည်ဟုတ်တော်လဲဟုတ်သည်ဒါပေမဲ့သူက6လလောက်ပါဟုစီကရက်မီကုံးွေကိုစတိုင်နဲ့မှုတ်ထုတ်ကဟန်ကြီးပန်ကြီးလှုပ်ထားသောအမူအရာနဲ့သူဖြစ်သည်ကာလအတန်ကြာပေါင်းဖွဲ့မီတော့မှသူသည်လဲနှစ်ကြီးသမား ဖြစ်ခဲ့ဘူးသည်ဟုသိရခြင်းဖြစ်သည်။ပြီးတော့အံ့ဩရသည်။သူပြောခြင်းဟာပြော၍သူဖြေလိုမှဖြေတတ်သောအမေးတကြားအဖြေတကြားဘလုံးပထွေးဇရိုက်တဘာဝတစ်ခုသူ့မှာရှိသည်။သို့သောစိတ်နှလုံးနူးညံ့သည်။သူတွင်ခက်ထန်သောအမှုရာမရှိချေ။သူ့အပေါ်ဒေါသချောင်းချောင်းထွက်နေသူတို့ကိုသူ့တုံ့ပြန်ပုံကအပြုံးလဲလဲတစ်ခုပဲဖြစ်သည်။ ဆရာလေးကမှားပြီးထောင်ချခံရတာဒါမှမဟုတ်အနေအဆမတက်လို့များလားဗျာဟုသူ့ရဲဘော်တယောက်ကိုမေးကြည့်သည်အရင်တုန်းကခမည်းမတွေ့ဘူးလို့ပါဟူသည့်အဖြေကိုရသည်သူဆိုးသည်ဟုကျွန်တော်မယုံပါအရာရှိတင်တဲ့အတူတက်ခဲ့သောမိတ်ဆွေတယောက်ကိုအနှစ်20ကျော်သောအခါစာပေဝေဖန်ရေးဆရာအဖြစ်ပြန်တွေ့ရသည်ပိန်ပိန်ပါပါပျော့နွဲ့နွဲ့နှင့် ရီမွန်ချောမောသောကျွန်ုပ်ဤမိတ်ဆွေသည်ကိုရီးကိုရာမတော်လောဘကြောင့်သို့မဟုတ်ဒေါသကြောင့်မဟုတ်ဘဲဟိုအထဲသို့၄ငါးနှစ်ခန့်သွားရောက်နေထိုင်ခဲ့ရသေးသည်ဟုသိရတော့မယုံနိုင်အောင်ဖြစ်ရသည်အစိုးလူကရန်ဤထောင်ထူချက်ကိုတကားမြတ်မခံစားရဘူးသလိုသူ့မျက်နှာ၌တောက်ပသောအပြုံးသည်ခိုတွယ်နေစေဖြစ်သည် အပြင်ရောက်တော့လေအထဲကမိတ်ဆွေများအတွက်သူ့ကိုယ်သူ ေးအပ်ထားသောတဝင်းတာတန်းကမသေးလာခြင်းဒီကြားထဲလင်းစားအပ်သောဆရာကြီးတဦးဤဒုက္ခကျွေးမိကိုစေတနာဘရဘွားနှင့်ဝင်ရောက်ကူကယ်ရာမှ သူပင်လျင်ဆုံးဆုံးမြုပ်တော့မလို့ဖြစ်ခဲ့ရသေးသည်သူအပြုံကဒုက္ခနုံတဲ့၌ပင် လွင့်ပြယ်၍မတော်ခဲ့ပါချေမိတ်ဆွေအေဒီတာနှစ်ယောက်ရှိသည်တယောက်ကထောင်ထဲမှာ ထောင်ထက်ကြသဖြင့်သူဤဘဝထဲမှာဆယ်စုနှစ်နှစ်ခုခန့် နှုတ်ပယ်ခံခဲ့ရသည့်တယောက်ကရန်နန်းသက်အဖြစ် ပြိုမြင့်သောစာသင်နှင့်များကိုယုံကြည်ခြင်းအလို့ငါအဖိုးနာစာအဖြစ်ပေးလျော်ခဲ့ရသည့်တိုးကျုံးစရာတို့၏တိမ်မွေ့ရည်မွန်သောအမှုရာကိုသူတို့နှစ်ဦးလုံးတွင်အစဉ်တွေ့မြင်ရမည်ဖြစ်သည့်ယခုအခါတရက်မှ အချို့မခံခဲ့ရဘူးပါလျက်ကိုကိုကျွန်းမှအနှစ်20လောက်နေခဲ့ဘူးသည့်လေပေါင်မျိုးနှင့်ဆုလွန်အနစ်နာခံခြင်းအကြောင်း လက်သေးလက်မောင်းတန်း၍အော်ဟစ်ပောက်ကွဲပြနေတတ်သောမိတ်ဆွေတို့၏ဟောပြောချက်များကိုတီးခံခွလွတ်နားဆင်ရသည့်အခါမိတ်ဆွေအယ်ဒီတာနှစ်ခုကိုကြားရဲကအာနာမီယာလေသည် သူကိုယ်သူလိုင်ရစ်ဟုအတိအကျဆိုသည့်အမရဗိုရာရွှေကျင်းရဲ့သားတေးရေးဆရာကို အတွေ့အ ਨੇ သည့်တိုင် ကျွန်တော်ခင်မင်ပါသည်တက်တက်လွတ်စားတရားရှုမှတ်လှန်ကူထဲမှခုပင်ထွက်လာသောပိဖြူဝတ် ယောဂီကြီးတပွဲ သူ့ကိုမြင်တွေ့ရတိုင်းသူ့ကိုခင်မင်နေရသည်ကိုပဲပကြည်ညိုခဲ့မိလေခြင်းဟူ၍မလုံမလဲခံစားရသည်ထို့သောသူလည်းဘဝတက္ကသိုလ်သို့ရဲရဲတောက်ရင်ကိုဝင်ခဲ့ပြီးမှဂုံတူးဆောင်ဒေါက်တာဘွဲ့နှင့်ပြန်ထွက်လာခဲ့သည်တဲ့အင်ဂျင်နီယာလုံနေရင်က အရှင်လက်လက်ကြီးဘူမတိပါမတိနဲ့အထဲကိုရောက်သွားတာကလားဗျာ ဖြစ်ကြောခဲ့သည့်ဒုက္ခဆင်းရဲဟုသမျှကိုတည်ရော၍ရေမောပြောပြနိုင်သည့်အထက်ရေးကျက်သူတွေထဲမှဆရာမန်မြင့်လည်းပါသည် လေယူးနှင်သည့်နှွေဦးဝင်စလွမ်းမက်ဖွယ်အညာနှွေဤမြုံငွေပြသောညတခင်းတွင်ချစ်ခင်သောအုတ်တရလမင်းကြီးဤအစီအမံဖြင့်ခြောက်မှုညို့ကဆိုင်ဆရာနှမှုစီတို့တွားခဲ့သည့်ခရီးကိုကျွန်တော်ဖြင့်မမေ့နိုင်ပါသည် ခြေပွေလောခေါင်းလန်းတွင်ကောင်းမောက်ခဲ့သည့်ဒံယာဒံချက်များကဘာလောကနှင့် အတင်းအကျပ်ဖြတ်တောက်ခံခဲ့ရသည့်အမောင်ညများကြောင့်မြမပြည်စဉ်မလုံနိုင်တော့သောစာရေးဆရာတယောက်ဤမရေးဖြစ်ခဲ့သောဝတ္ထုတစ်ပုဒ်ကို ပို၍မမေ့နိုင်ပါခြင်းကျွန်တော်တို့နဲ့တစ်ချိန်တည်းရောက်သွားတဲ့ငနေလေးတယောက်ကရှိုက်ကြီးတငင်ငိုနေတယ်ဗျနေပေါင်းဒီလက်ငိုရအောင်မင်းကိုဘလောက်ချလိုက်လို့လဲတန်းစီကမေးသည် သူကဖြေသည်6လပါတဲ့ တန်းစီကဇက်ပိုးကိုဖြောင်းဝင်းနဲ့အုပ်ထည့်လိုက်ပြီးဟိုမှာဆယ်နှစ်ဆယ်ငါးနှစ်တွေကိုအာနာအောင်လို့ပြောတယ်။ချောက်လက်နဲ့ငိုခွေးမရှိဘူးဆိုတဲ့သဘောပေါ့ဗျာ။ကျွန်တော်လဲစိတ်အားနည်းနည်းတက်သွားတယ်။ငါကဆယ်နှစ်ဆိုတော့မစိုးဘူးဟာပေါ့။ပခုံးတော်နည်းနည်းမြင့်သွားတယ်။ဒါပေမဲ့ငနေလေးကငိုပြီးဆက်ပြောသဗျ။ကျွန်တော်ကမဟုတ်ဘဲနဲ့ခံရလို့ပါတဲ့။တန်းစီကသူ့ဇက်ပိုးကိုနောက်တစ်ချက်ဖြောင်းကနေအုပ်ထည့်ပြလိုက်တဲ့။ဘာပြောတယ်ထင်လဲ။ဘဇူကကော ဟုတ်လို့ခံရတာတော့နဲ့။ အခုအခါဆရာပါဇက်နဲ့ရေးတော့ဝိထုကောင်းတွေကိုဖက်ခွင့်မရနိုင်တော့ပြီဆရာကလွန်ခဲ့ပြီ မကြသေးမီကအတုံမြုံမှ မိတ်ဆွေရှစ်နေကိုဝင်းသိမ်းပေးပို့သည့်စာပေဟောပြောပွဲခွေတခွေကိုပူပြင်းသောနှွေရများတွင်နားဆင်ရသည် မတွေ့ရသည်မှာအနှစ်20ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော လေးစားအပ်သောအမကြီးတာယာဝရီဤအင်းစိန်တော်ရအတွေ့အကြုံကိုပဲဖြစ်သည်ဆီယာမကပြောသည် တနေ့တော့ဂျမနေရတဲ့အခန်းရဲ့နိုင်ရန်တစ်ဖက်ကိုနိုင်ငံသားတူတယောက်ရောက်လာတဲ့ဂျမကသူ့ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘလို့လုပ်ရမယ်ဆိုတာကိုအတွေ့အကြုံလက်ဆင့်ခံရတာပေါ့လေသူကပြောတယ်ဒါတွေကို तू သိဖို့မလိုပါဘူးတဲ့သူကမကြခင် ပြန်ထွက်ရမှာပါတဲ့ ဟာမင်းကတေချာလာကြည်လားဆိုတော့တေချာတာပေါ့ငါမှအပြစ်မှမရှိပဲတဲ့ကျမကပြန်ပြောလိုက်တယ်ဟေးမင်းလိုပဲအပြစ်မရှိပဲနဲ့အထက်ရောက်နေသူတွေဒီမှာထောင်ထဲချီရှိတယ်ပိယိတက်ကဝေါခနဲ့ရေကြသည်လက်ခုပ်စီတီးကြသည်ကျွန်တော်မရင်နာရင်သေးနင့်တီးသွားသည်လူစိုးလူမိုင်များကိုအုတ်နေရန်တဲ့တွင်ပိတ်လောင်ထားလိုက်ခြင်းမှာ လူအဖွဲ့စည်းဤတခုသောကုစားမှုဖြစ်ရသည် လူအဖွဲ့စည်းအားကျိုးပဲ့စီပျက်စီးစီအသရေညှိုးစေသောသူများကိုထိုသို့ဆက်၍ပြုလုပ်နိုင်စမ်းမရှိအောင်ပိတ်လောင်ထားဖို့ရာအကျဉ်းထောင်များကိုတည်ဆောက်ခဲ့ခြင်းဖြစ်ရသည်ယခုအခါထောင်ထွက်များနှင့်ဆက်လင်းသည့်ကျွန်တော်၏စိတ်ခံစားမှုကိုပြန်ဆန်းစစ်ကြည့်ရာငယ်တုန်းကနေမစိုးထိတ်မကြောက်လန့်တော့ပြီကိုတွေ့ရသည် လူစိုးလူမိုက်ဟု၍သဘောမပိုက်နိုင်တော့ပြီကိုတွေ့ရသည် တချို့သောသူတို့ကိုချစ်ခင်နှစ်လိုပြီးတချို့သောသူတို့ကိုစွန့်လွတ်သူ အနစ်နာခံသူများအဖြစ် လေးစားနိုင်သူကို တွေ့ရသည်အသေးချာပြန်၍စဉ်းစားကြည့်မိသည်တစုံတစ်ခုသည်တနည်းအားတွင် အကြီးအကျယ်မှားယွင်းခဲ့ခြင်းပင် ဖြစ်တန်ရသည်မြို့ကလေးတစ်မြို့တွင်တန်တန်ဆန်းဆန်းမရှိလာတော့လဲထူစဉ်ကအခွင့်အာဏာရှိသူများနှင့်မကြေလည်သည့်အဖွဲ့အစည်းတစ်ခုတွင်ပါဝင်သောကြပြားဆရာတဦးရှိသည် ရန်ကုန်မှာအရေးတစ်ခုခုပေါ်လိုက်ကဗျာစရာအဖမ်းခံရလိုက်အချုပ်ခန်းတို့မဟုတ်ဥတဟိုဝင်ထွက်နေသည်ကိုကျွန်တော်တို့အားလုံးစိတ်မချမ်းမြေ့နိုင်ကြတနေ့အရေးကိစ္စတစ်ခုပေါ်တဲ့ဖြင့်အချုပ်ခန်းထဲတူပါသွားပြန်ပြီထင်ပြီးစိုးရင်ခဲ့ကြသည်တို့တော့ထို့တစ်ခေါက်သူအချုပ်မခံရမနှက်ခင်းသူ့ကိုမြင်ရ၍ဝမ်းသာကြရသည်သူကထူးထူးခြားခြားအလွန်တရာစိတ်ဆိုးနေသည် ခုပဲဆွဲမှုကိုတွားချဲပြီးပြန်လာတာဗျခမရပဲစဉ်းစားကြည့်ခါတိုင်းဖမ်းနေကြဒီတစ်ခါကျမှမဖမ်းဘူးဆိုတော့ကျွန်တော်ရဲ့နိုင်ငံရေးတိတ်ခါဘလောက်ကြတော့လဲဆိုတာအချိန်ဤတရက်တွင်အချင်းထောင်ဤအနက်အဓိပ္ပာယ်သည်ဘွယ်နင်းသည်ပင်အဖြစ်သို့ပြောင်းသွားခဲ့လေပြီလောအချင်းထောင်တီထောင်ရခြင်းဤရည်ရွယ်အချင်းအချက်ကိုတွေ့ဖယ်ခဲ့သည်လေတလို့လူဖွဲ့စည်းကိုကုစားခဲ့ရတွင်တစုံတရာမှားယွင်းခဲ့လေတလို့ လူစိုးလူမိုင်များကိုအုတ်နယံထဲတွင်ပိတ်လောင်ထားလိုက်ခြင်းသည်လူဖွဲ့စည်းကိုကူစားခြင်းဖြစ်ပါကလူစိုးလူမိုင်မဟုတ်သူလူကောင်းသူကောင်းများကိုပိတ်လောင်ထားခြင်းသည်လူဖွဲ့စည်းကိုချိနဲ့အောင်နာမကျန်းဖြစ်အောင်စုပ်ယုပ်ပြပြအောင်ပြုရာမရောက်သလော့ ဥစားဘက်ကိုရန်သူအမှတ်ဖြင့်ခြေထိုးခံ၍လဲပြိုစေခဲ့ခြင်းသည်အနှုတ်လက္ခဏာမဖြစ်ပါသလိုခရီးမဖြင့်စေပါသလိုဒီနိုင်ငံသည်မြေကြီးကို အမိအရာတွင်ထား၍စင်ကျင်ကြီးမိသည် အတူမွေးဖွားခဲ့ကြသည်အတူကစားခဲ့ကြသည် အတူနှပန်းလုံခဲ့ကြအတူပျော်ရွှင်ခဲ့ကြအတူရုန်းကန်၍အတူရှင်သန်ကြည်ပင်ခဲ့ကြသည်အမိနိုင်ငံသည် သူဤဝမ်းကြတိုင်း၌အတူမွေးဖွားလျက် အတူတကွရှင်သင်ကြီးမြောက်ခဲ့သောတားဆိုးတောက်မိုက်တို့၏အညီအညွတ်နည်းမှုစီလုံးချိုတဲမှု သေးတိမ်မှု မရင်ကျက်မှုမကြီးမြတ်မှုအတ္တလွန်ကဲမှုမလိမ္မာမိုက်မဲမှုတို့ကြောင့်ခွန်အားများပြုံးတည်သည်ကိုတွေ့မြင်ခဲ့ကြသည်ကို့ကြမှာကိုဖန်တီးခွင့်ရသည့်နှစ်ကာလများရှင်မြင့်ပြီဖြစ်တော်လဲခยีမရောက်ခဲ့ခยีမပေါက်ခဲ့မျက်နှာပန်းမလာမပနွမ်းလျတိမ်နေခဲ့ မလိမ္မာမိုက်မဲသည့်တာမိုက်တို့အတွက်ဝမ်းရည်ဆက်တော်မိခင်တပွဲအပေမြယင်ထုမနာဖြစ်ရှာလိမ့်မည်နီအဆက်လဲတဲခဲ့ပြီးခရီးလဲဖင်ခဲ့ပြီးကွဲချေရပူပန်ရတောကကြုံရယင်ဘက်စီတီလဲငူကြွေးခဲ့ရပြီးအမိနိုင်ငံသည်အငူတိတ်ချိန်တန်ပါပြီဒါကတော့ရွှေအမြင့်တေမဂ္ဂဇင်းမှာဆရာမောင်ရင့်မှာကြောင်းကုန်ရေးခဲ့တဲ့2013ခုနှစ်ဩဂုတ်လကရတစာရန်တစ်ခုဖြစ်ပါတယ် ဒါဆိုရင်ဒီစာဘက်ကိုဖတ်ကြည့်ခြင်းအဖြစ်ပေါ့နော်အခုချိန်ထိအောင်မှမပြီးပြတ်သေးတဲ့လူအဖွဲ့အစည်းရဲ့စည်ရင်းစရာတွေပေါ့နော်အာတော်တော်ကိုဝန်းနေစရာကောင်းပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အဆုံးတက်ကလေးလိုပဲအဆက်လဲသေးခဲ့ပြီးခရီးလဲဖင်ခဲ့ပြီးကွဲချီရပူပန်ရတောကကြုံရရင်ပတ်စီတီလဲငိုကြွေးခဲ့ရပြီးအမိနိုင်ငံသည်အငိုတိတ်ချင်းတန်ပါပြီဆိုအလုံးမဲ့ အမြန်ဆုံးအငိုတိတ်ချင်းရောက်ကြပါစေလို့ဆုတောင်းရင်နောက်ထပ်စာပဲကလေးတွေမှာစောင့်မျှော်နှาศင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်